ဒီဗီဒီယိုလေးကကြာတော့ဒီဥယျာဉ် channel နဲ့ပတ်သက်ပြီးတော့ညွှန်ပြသွားမှာဖြစ်ပါလိမ့်ရှင်။ဥယျာဉ် channel ဆိုတာကတော့ကျမတို့အဲမြို့ကြီးအဲဈေးညမှာပေါ့နော်။ဂျီဆိုရဲ့အင်္ဂလိပ်အခရာအမှတ်အသားနဲ့တရှိနေတာဖြစ်ပါလိမ့်ရှင်။ဥင္ချံမြေကကျမတို့ဒီလူနေရက်ွက်အတွင်းမှာရှိလို့ဆိုလို့ရှိရင်တော့ဥင္ချံမြေစိတ်ချရပါတယ် ဒုံညက်ခွက်အတွင်းမှာအစွန်အပြားတွေမှာဒီအကွက်တွေရိုက်ပြီးတော့ဦးရီချန်ပြီးဆိုပြီးတော့ရောင်းချနေတဲ့မြေကွက်တွေဟာဆိုပြီးရှင်ကျွန်တော်တို့က2012ခုနှစ်လေယာဉ်မီဥပဒေအရဆိုပြီးရှင်လေယာဉ်မီရဲ့မှာအကျုံးဝင်နေကြပါတယ်ရှင်လေယာဉ်မီရဲ့မှာအကျုံးဝင်နေတာဖြစ်တဲ့အတွက်ဦးရီချန်ပြီးအဲဦးရီချန်ပြီးဆိုတဲ့အဆင့်မြောက်ရှိတယ်ပေါ့နော်ဒါကြောင့်ဦးရီချမ်းကိုမိတ်ဆွေတွေကဝေဒီရဲ့အမှန် ဥညချမ်းမြဟုတ်မဟုတ်ပေါ့နော်တဆိုင်ညာဒီစင်းရုံမှာတွားရောက်စစ်စင်းတင်ပါတယ်လူနေရက်ွက်အတွင်မှာရှိတဲ့ဥညချမ်းမြကတော့စိတ်ချရပြီးတော့လူနေရက်ွက်နဲ့ဝူးကွာတဲ့နေရာမှာရှိတဲ့ဥညချမ်းမြကတော့နေရာမြင်းမှာအများစုအားရှိနေတာဖြစ်တဲ့အတွက်အကယ်၍လူယူခဲ့မယ်ဆိုလို့ရှိရင်လည်း အကယ်၍ပေါ့နော်ဝယ်ယူခဲ့မယ်ဆိုလို့ရှိရင်လည်းနေရာမဟုတ်မဟုတ်ဘူးစစ်စစ်ပြီးစစ်ပြီးသွားတဲ့အခါမှာလည်းအကယ်၍နေရာမဟုတ်တယ်ဆိုလို့ရှိရင်လည်းညီကွဲခွဲစိတ်ထားတာရှိခွဲစိတ်ထားတာရှိမှရှိစစ်ဆေးရမယ်စစ်ဆေးပြီးတဲ့အခါမှာလည်းကျမတို့ခွဲစိတ်ထားရဲဆိုလည်းခွဲစိတ်ထားတယ်မခွဲစိတ်ထားဘူးဆိုရင်ခွဲစိတ်ထားအောင်ပေါ့နော်ဒီလိုစစ်ဆေးတဲ့ဟာကိုကျမတို့ကဗမာစစ်ဆေးလို့ရနိုင်တယ်ဆိုတော့တက်ဆိုင်ရအဒီလိုနဲ့ပေါ့နော်မြေဆိုင်ရင်ကြုံမှာတွားရောက်ပြီးတော့စစ်ဆေးလို့ရပါတယ်ရှင် အကောင်းဆုံးကတော့ကျမတို့ဥမိချံမီကိုဝယ်ယူတဲ့အခါမှာလူနေရက်ွက်နဲ့ဝေးပွာတဲ့နေရာမှာပဲဝယ်တည်ဖြစ်စေလူနေရက်ွက်အတွင်းမှာရှိတဲ့ဥမိချံမီကိုဝယ်ယူတည်ဖြစ်စေကျွမ်းကျင်နေရှိနေမှာပေါ့နော်စာချုပ်ချုပ်ဆိုတာကစာချုပ်ချုပ်ဆိုတာကဒါနဲ့ရင်းနှီးမိအတွက်အကောင်းဆုံးအကောင်းဆုံးပေါ့နော် ်မိမိညတင်တာထိုက်တယ်အခုအရေးကိုမဆုံးရှုံးအောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြာရောကျမတို့ကနေစရင်မှာအမိပေါ့ဥပမာကိုယ်ကိုရောင်းလိုက်တဲ့ဦးချန်မှာဆိုလို့ရှိရင်ဥပ္ပါစုပါစုသူ့ရဲ့ဥလာရာနေစရင်မှာအမိပေါက်ပြီးတာလားဥလာပိုင်ဆိုင်တဲ့40 60 40 60ဆိုဥလာက ဥပမာငါးဟိကရှိရဆိုပါဆိုငါးဟိကငါးဟိကရရနေပြီးတော့ဥညာကို46ဆိုရောင်းထားတဲ့ပစ္စည်းအားမိမိညာဝယ်ယူခဲ့မယ်ဆိုလို့ရှင်ဥလာအမီပေါက်ဥလာအမီပေါက်တော့မှန်ဥလာဥညာအမီပေါက်မဟုတ်ပဲနဲ့ဥလာအမီပေါက်ဖြစ်နေတာဖြစ်တဲ့အတွက်ဥညာဟာဥလာရဲ့တရားဝင်မခွဲစရာတူတဲ့ အကွက်ထရနေပြီးတော့သူကပေ50ပေ60ဥညာကဝယ်ယူခဲ့တာဖြစ်တယ်။ဥညာစီကနေလို့ဆိုတာပြန်လည်ဝယ်ယူတာဖြစ်တဲ့အတွက်စာချုပ်စာနဲ့အဆက်ဆက်နဲ့ဝယ်ယူတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီစာရပြီးစာချုပ်ထဲမှာထည့်သွင်းရတာချုပ်ဆိုလို့ရတယ်။ငါတို့ကျွန်တော်ဥပမာအနေနဲ့ပြပြတာပေါ့နော်။နောက်တစ်ခုကကျွန်တော်ဥပမာအန်ဒီပေါက်စီကဓာတ်ရိုက်ဝယ်ရဆိုလို့ရှင်เนาะထူထူထူဆစ်ဆေးစရာရှိပဲနဲ့အန်ဒီပေါက်စီကလည်းတဆင်တဆင်ဝယ်ယူထားတယ် အဆက်ဆက်တွေရှိမယ်ဆိုလို့ရှိရင်စာချုပ်စာတမ်းအဆက်ဆက်ကိုမဖြစ်မနေစစ်ဆေးရပါမယ်။အဲ့လိုမျိုးစစ်ဆေးပြီးအကုန်လုံးပြည့်စုံပြီဆိုလို့ရှိရင်ကျမတို့ကအစဉ္ညာပြီးချုပ်နောက်ဆုံးသတင်းစာတွေထည့်သတင်းစာတွေမထည့်ခင်ပေါ့နော်စဉ္ညာပြီးမချုပ်ခင်တစ်ခု အဲဆီယမ်မီမချုပ်တော့ပေါ့နော်တခုဘာလုပ်လို့ရလဲဆိုတော့ရောင်းနေသူကလည်းချိန်နေတယ်ဆိုလို့ရှိရင်ကိုယ်ကဝယ်ဝတ်ပြီးကြတယ်ဆိုမြူတိုင်းစင်ကိုခေါ်လို့ရဒါမှမဟုတ်လို့ရှိရင်ဆီယမ်ငွေချပြီးတဲ့အခါကျမှမြူတိုင်းစင်ကိုခေါ်ပြီးတော့ပေးပြည့်တယ်ကိုယ့်ရဲ့ပြရတဲ့ဒီစာရွက်ထဲမှာရှိတဲ့အတိုင်းမြေဆင်းရင်းကနေလာပြီးတော့အဲမြေဆင်းရင်းမှာရှိနေတဲ့မှတ်တမ်းတွေမှာလည်းပေါ့နော်ဒီကိုလိုချင်တဲ့ area အကျဉ်းကိုပြည့်တယ်ဆိုလို့ရှိရင်เนาะဒါကတော့ဝတ်တာဆရာ ်တကယ်ပေါ့နော်အများစုကဖြစ်တော့ကျမတို့ကြုံတွေ့နေတာကကျတော့မစင်းရုံမှာရှိတယ်အကျင်ဝန်နဲ့တကယ်စာချုပ်ထဲမှာပါတယ်အကျင်ဝန်နဲ့ကတူညီပြီးတော့ညီပြမရှိတယ်အကျင်ဝန်နဲ့ကနည်းနည်းလေးလိုအပ်ချက်တွေကွာဟနေရလေးရှိတယ်ပေါ့နော်ဒါကြောင့်ကျမတို့ကဒီတိုင်းကိုပြင်ဆင်ပြီးတော့အဲညီပွင့်စင်းပြီးတော့ပွင့်စင်းပြီးတော့ညီတိုက်တာခိုင်းတာဖြစ်ပါလေရှင် လို့မဆိုးရတဲ့အနေနဲ့ဥယျချမ်းကြီးအေးဝယ်ယူတဲ့အခါမှာဘလို့မျိုးဝယ်ယူရမလဲနောက်တစ်ခုကဘလို့ဆောင်ရဆောင်ရမျိုးတွေပြုလုပ်တယ်လဲဆိုတာကိုဒီဗီဒီယိုလေးကနေပြီးတော့ကျွန်မကဗဟုသုတအနေနဲ့ညွှန်ပြပေးခြင်းဖြစ်ပါတယ်ရှင်အားလုံးပဲကျွန်မချက်ပါကြပါစီရှင်